်တော့ပေါ့ရဖြစ်တဲ့ခုနကခုနဲ့တတိယလာပြီလေမန္တလေးတိုင်းဒေသကြီးမိတ်တလာမြို့ကုလားဒီပါရဝန်ကန်းအင်ရရန်ကုန်မန္တလေးရမ်းမကြီးပေး၆လမ်းနဲ့ခုနလမ်းကြားမှာဒီနေ့ယူနေပါဝါချော့ဖွင့်ပွဲအမိအားဖြင့်အင်ပါပြုလုပ်ကြတဲ့ ာနာကုသိုလ်ဖွဲ့ဒီဒါနကုသိုလ်ဖွဲ့မှာတဏ္ဍာရောင်ရဲ့ပုံစံဥဒိင်္ဂအငဲရဲ့ဥပ္ပောဒနာတရားဟောကြားပြမှာဖြစ်တဲ့တရားကောင်းတဲ့မှတ်ချင်ရတော့ယံအောင်သောတရားတော်အဲ့ဒီလိုမှမဟုတ်ရဲ့အခက်ခဲမှန်တယ်များအောင်မြင်ကြတရားတော်ဒါကလေးပါတယ် အခက်ခဲဘုရားအောင်မြင်ကြောင်းတရားတော်အဲ့လိုလေးဆက်လိုက်ပါဘာလဲအခက်ခဲဘုရားအောင်မြင်ကြောင်းတရားတော်ကဲအခုဒီမီတော့ဒီရာဒီဒါ unit ကပတ်ချော့ဆိုင်တိတ်ဖွင့်ဝဲအိမ်ပါပြုလုပ်တဲ့အခါအန္တရာယ်ကြီးတွေဟုတ် တရဏဂုံသုံးပါးနဲ့ငါးပါးသီလခံယူဆောက်တည်ခြင်းတာနာတော်များအဆောဘောဇိသက်ကလူတန်းခြင်းနောက်တစ်ခါအန္တရာယ်ပင်အားခင်းကြောင့်ပရိတရားတော်များငါယူခြင်းအမေတ္တာသုံးပါးဆိုရင်ကိုယ်တိုင်လည်းမေတ္တာပို့ရမယ်မေတ္တာဝါရမယ်ပရိတော်များလည်းငါယူရမယ်အခုခေတ္တလေးပရိယုဒ္ဓတွေပါသည်သိပြီးတော့အလေးနဲ့မထားတဲ့ပုံကိုယ်ကြီးဘုန်းကြီးတွေအားအသာကြည့်နေတယ် ုဒ္ဓဘာသာလိုချင်လို့တဲ့ဒီကပြင့်လို့အဲ့တော့ပရိက္ခဆိုတာဟာအယံအတာပါတယ်လေအယံအတာအခုအရင်ကနေကြားရောက်ပြီးသင်နိုင်တဲ့အန္တရာယ်တွေကိုကာကွယ်ပြီးတားမြစ်ပေးတာလို့ဘာလို့ခေါ်တာလဲအဲဒီဟုတ်ပြီအဲ့ဒီပရိက္ခအခုမေတ္တာတော့ပရိက္ခဥက္ကဏတော့ပရိက္ခဟောက္ခာသတ္တကတို့မှာလာတဲ့ကြောက်ချင်းလန်ချင်းကြင်ကင်းမွေးချင်းသာချင်းအစာကြည့်တဲ့ဒိဋ္ဌာယုံတွေတွေ့ကြုံခဲ့တော့အလုံးလူငယ်လေးမှလိုက်တာတရားဟော အရာကောတန်ခါကောပါတယ်အရာကောအရာကောတန်ခါကောအဲ့ဒီဘောတော်ကြီးအာရုံပြုလိုက်တဲ့ဘုံများများပြရရင်ဘောကံတရဏဒိသမိပဲထပ်ခါထပ်ခါပြုံးပေလိုက်ပါတယ်ဘောကံတရဏဒိသမိဓမ္မံတရဏဒိသမိသံဃာတရဏဒိသမိအဲ့ဒါဆိုလို့ရှိရင်ကြောက်ကြရလန့်ကြရအာရုံကြီးဧကောက်သွားပါလိမ့်မယ်ဟုတ်ပြီနော်အဲ့အရင်မှာဒီအစားအသောက်တွေအကလား မကောင်းတဲ့အခိုင်အမဲတွေရှိရင်လည်းဒီကောက်စီကိုဉာဏ်တော်ကြီးမိတ်ကံခါရတော်ပြတ်ပြီးကိုတန်ခါတော်များကရှိပြသွားပြီကအန္တရာယ်ကင်းခြင်းအကြောင်းအခုဦးတင်ပြောကြပြီမှာကပြည့်ကြုံလာတဲ့အခက်အခဲအောင်မြင်ဖို့เนาะရသော်ဗျာရသော်ဗျာတက်တော်တင်ချာရှိတဲ့အခါကဒီဝရကဏီဘုရားကိုအမျိုးမျိုးမကောင်းကြံတာကြားဘူးလားကြားပါဘူးအေး ူကဘာလို့ရှင်လဲတရားလို့ရှင်လို့တရားကိုပြီးကြောင်းကြံတာလေအဲအဲ့ဒီမှာအကြောင်းတစ်ခုပြောကြတဲ့အေးတဲ့ဘုရားရှင်ကဒီဝဒဟာငါ့ကိုခုမှမကောင်းကြံတာမဟုတ်ဘူးတဲ့ငါမြောင်ရင်းဖြစ်စဉ်တော့ကလည်းငါအသားကိုစားခြင်းလို့ငါနှလုံးသားကိုစားခြင်းလို့ဆိုပြီးတော့အကောက်ကြံခဲ့ဘူးလေဟုတ်ပြီနော် ဲ့တော့အရှင်ဘုရားအတင်ကြောင်းနဲ့နေပြပါဘုရားဒီရန်တော်မြတ်ကကြောက်ထားတဲ့အတွက်ဘဝတခုမှာဘုရားအလောင်းကရောက်နေဖြစ်ပါတယ်ရောက်နေရောက်မှခန္ဓာကိုယ်အကြီးညစ်ကိုဥပက္ခဏဒီကံခုံပြီးတော့ဥပြီးတော့အစာစားတာညစ်အလေကောင်းမှာကြောက်ကြာကြည့်တယ်ဘာတယ်လဲညစ်အလေဒီကောင်းမှာကြောက်ကြာကြည့်တယ်အဲ့ဒီညစ်အလေကောင်းကကြောက်ကြာလို့အစ်စ်နားပြီးတော့ဘုရားကိုနှက်ခုံပူးတာပေါ့ဗျာနော် ဲ့ဒီဆောင်းကမိကျောင်းနေရလာတယ်ရှိတယ်အဲ့တော့မိကျောင်းကကမိကျောင်းနေရဲ့နှလုံးသားကိုအသေးကိုစားခြင်းစားခြင်းတော့မိကျောင်းကိုပြောတာပေါ့ဒီကျောင်းရဲ့နှလုံးသားကိုရအောင်ယူပေးပါအာမဖြစ်နိုင်တော့ဘူးဘယ်တော့ပြင်ရတာအားကြီးတာ။အိုးဘုမတ်သူညနေခုံနေကြတောက်ပြာကြီးရှိတယ်။အဲ့ဒီတောက်ပြာကအချိန်ကဝင့်နေပေါ့။သူခုံတဲ့အခါစားလိုက်ပေါ့ဖမ်းလိုက်ပေါ့။ကြိုင်ကြိုင်အလုပ်ခိုင်းတာနော်။ အဲ့တော့ဒီနေ့ရလာတာအခုလိုမနေ့ကလင်းလာတဲ့ဒီတိုင်းလေးတစ်ဖက်ကမ်းကိုတည်သီးဝင်လာပေါ်တဲ့တော်တဲ့ကိုခုံပြီးတော့တူပြီးသွားပြီးညနေနေတောင်းတဲ့အခါကျတော့ပြန်လာလို့ဆိုပြီးတော့ဒီကံကနေထိလိုက်တော့ကြောက်ကြတာခါတိုင်းတည်းနည်းနည်းလေးမြင့်ပါတယ်။ဟုတ်ကဲ့မြင့်တယ်။ဘာလို့မြင့်လဲ။အခုကမိကြောင်းကအဲ့ဒီကြောက်ကြပေါ်မှာရောက်နေတာကိုအဲ့တော့ဘုရားတော်ကအဲ့ဒါရိုးရိုးမောင်းတယ်သူကခုခုပဲပြောတော့ဘုရားတော်က ဟိုကကန်ပေါ်ကြောက်ကြကြီးအတင်ကျမ်းမာရဲ့လားပရိရဲ့တော့လားနော်အဲ့ဒါတော့မိချောင်းကကြားတယ်ဟာကြောက်ကြကြီးကိုခေါ်နေတယ်ငါပါလို့တယ်ခွန်တော့မပြန်ဘူးလေအဲ့တော့တရားတော်ပြောင်းရင်းကသိစိတ်တက်ပြီးတော့ပေါ်ကြောက်ကြကြီးခါတိုင်းဆိုရင်သင်ကျွန်တော်ကိုခွန်တော့ပြန်နေကြတယ်လေဘာလို့ခွန်တော့မပြန်လာလဲအဲ့ဒီကကြမ်းမာမိချောင်းကဩကြောက်ကြတယ်သူ အမေကြီးတော့ပြီးတော့ခုနောက်ပြန်ပြီးတော့ပြောနေကြပြမာရဲဆိုပြီးတော့ဒီကြောင်းကနေပြီးတော့သူကလည်းအတန်ပြန်ပြူတာအဲ့ခါကျမှဒီကြောင်းမှပြီးတော့သင်ပါလို့အဲ့ဒီပေါ်နေတာလည်းသင်ကိုစားကြည့်လို့အေးအဲ့ဒါဆိုရင်စားကြည့်လို့ရှိရင်ပသဟတာအလုထာသဟတာပါဗျာမထာတော့အလုခိုင်းတာဒီကြောင်းကိုကြည့်ပြီးပသဟလိုက်တာနဲ့တကြိမ်တကြိမ်ရက်လုံးတွေကပိတ်ကုန်မမြင်ရတော့အဲ့ဒီခါကျမှဘုရားလာမှာအားလေအဲ့ဒီ မိကောင်းရဲ့ခေါင်းပေါ်တက်တဲ့ခုံတော့ဘုရားကိုတစင်ခုံတာနော်အဲ့ဒီကကြမှာမိကောင်းကမိကောင်းကအပေါ်လုံးလို့ပြောတဲ့စကားလေးယသယသေတိသတ္တရောဓမ္မဝန္တရိယယထာတဝါသေသံဓမ္မတိတိသာခောဒိဋ္ဌံတော့အတိဝတ္တိဒါလေးမှတ်တယ်နော်ဝန္တရိယကိုမြောင်းမင်းတော်ဟာရှင်မြောင်းမင်းဤ ်အလာလိတန္တနာသစ္စံဓမ္မံကံဝါပြောဆိုခြင်းသစ္စာတရားဒီ၎င်းဓမ္မောသသင်မတဲ့ချင်းချင်းနိုင်သောအတိဉာဏ်ပညာဒီ၎င်းဣတိသလောလာကျိုးကုန်အထောက်ချင်းဝိရိယဒီ၎င်းသာဂောသသွတ်လွတ်ခြင်းဒီ၎င်းအဋ္ဌိတံတိရှိပါပေကုန်၏ဧကေသက္ကာရောဣလေဘသောတရားတော်ဒီတံတိယထာ တေဣတံဃာမာတိကောင်းတကဲ့သောယတဘောကလသအရှင်ဘုဟုဤတံဃာမိတံဃာ၌ဧဧသတ္တရောဤလေးပါးသောတရားကိုရှိခဲ့ပါမောဒိဋ္ဌံယံသမ ्या ကိုဒိဋ္ဌံဝိတုံနေသောအခက်ခဲဟုသမ ्या ကိုအတိဝတ္တိလုံရောက်နိုင်ပါ၏။အောင်မြင်နိုင်ပါ၏။ဤတိဤသောအဘောသာကောင်းစွာမသိကြောကြားလိုက်ပါ၏တည်း။ ာလေးမှတ်မယ်နော်အားရလေကျန်အောင်ကြောင့်ဝိညာဉ်တွေတော့အထက်ကဲဘုရားများအောင်မြင်ဖို့လာအဲ့တော့တရားအလောင်းပြုလုပ်ဖို့အစီအစဉ်လေးသဘောကျပြီနော်အဲ့ဒီကမှအောက်ကမိကြောင်းကလည်းပြောတဲ့စကားလေးဗန္ဒရိယာတဲ့အိုးညောင်းရင်တပတ်အင်းညောင်းကြီးဒီအန္တန်မှာအခုတရားလေးမျိုးပါရည်လေးဆိုတော့ သစ္စာမှန်ကန်စွာပြောဆိုခြင်းအရင်ပဲပြောမယ်နော်ဒါလည်းလေသစ္စာမှန်ကန်စွာပြောဆိုခြင်းဓမ္မသစ္စာဖြင့်ခြေကျင်တိုင်းသောအသိဉာဏ်ရှိခြင်းဒီဒီလောကကျောကောအာထုတ်ခြင်းနောက်ဆုံးကစာခေါ်စွန့်လွတ်ခြင်းဆိုတဲ့ဘုရားမျိုးသစ္စာဓမ္မရှိပါလို့တဲ့ယက္ခပုက္ခလကအကျင့်ရေမျိုးသားမျိုးသမီးတက္ကလောကတလောကလုံးမှာရှိတဲ့တတ္တဝါအပေါင်းရဲ့ တန်တန်မှာအင်းဒီသတ်တာတော့ဤလေးပါးသောတရားရှိခဲ့ရဆိုရင်တိဋ္ဌံယံအပေါင်းကိုကတွေ့ကြုံရတော့အခက်အခဲမှန်တရားကိုအတိဝတ်တတိလွန်ရောက်နိုင်ပါလေ။အဲဒီဆိုင်ဝင်ဝင်ကမှဒါလေးပြောချင်တာကပါလဲဆိုရင်အခုဆိုင်မှာကျူတာအထုံးကြမယ်လူငယ်လေးတွေနံပါတ်1တစ္ဆာပါတယ်တစ္ဆာမှန်မှန်ကန်ကန်ပြောပါလောက်ပါ ်အတယ်လဲတခါလေးဒီကံကံကံကယောဂလောကအလောအပ်တဲ့တောင်းရက်နဲ့ပြီးမဲ့ဥစ္စာတောင်းရက်နဲ့ပြီးမယ်လို့တိမပြောရတဲ့ကိုကနည်းနည်းလေးအလောပြောလေးရက်ခေပြီးလိုက်လို့ဟာလေးရက်ကြာရင်မခမ်းနိုင်ဘူးဆိုတော့ကတော့ကံတာဟုတ်ပြီနော်ကိုကတောင်းရက်နဲ့ပြီးမယ်ဆိုအလောကမပြေဘူးဆိုရင်ဘာဖြစ်ပါ့ကိုပြောတဲ့ကံကအဲဂတိမတည်ဘူးတစ္ဆာမရှိဘူးဖြစ်သွားတယ်ဟုတ်ကဲ့ဒီကမ္ဘာကြီးဂတိမတည်တာတစ္ဆာမရှိတာအတူတူပဲနံပါတ်ကအဲ့ဒါလေးမှတ်ရမယ်နော်တစ္ဆာ သစ္စာကြီးရမယ်ကိုပြောတဲ့အတိုင်းဂတိအတိုင်းပေးထားတဲ့ဂတိအတိုင်းပြီးအောင်လုပ်ပြရမယ်ဒါဆိုလို့ရှိရင်လောကအဘာဝအလုံးလုံးတဲ့အခါမှာဘာဖြစ်လဲအောင်မြင်မယ်နောက်တစ်ခါဓမ္မောတဲ့မတဲ့တဲ့မတဲ့ဆိုတာပြောတယ်မပြောတယ်လုပ်တယ်မလုပ်တယ်အစာကြီးဒီအားဖြင့်ခင်ချိန်နိုင်တဲ့အသိဉာဏ်ကိုပြောလို့ရှိရင်ဖြစ်တယ်ဒါကြောင့်နံပါတ်၄ကဘာရှိရလဲတဲ့မတဲ့ခင်နိုင်မခင်နိုင်ဉာဏ်ကြီးမနိုင် ဒါကိုကြည့်နေတယ်လည်းမဖြစ်ရဘူးအတိညာလည်းကြည်ရတယ်။ဟုတ်ပြီကိုအလုံးကအပ်ပြီးကိုနိုင်လည်းလုပ်တယ်လက်ကနိုင်လည်းလုပ်တယ်တပ်ကံဒါအရေးကြီးဆုံးလေဟုတ်ပြီလားဒါသင်မတည့်ဆိုတာပညာပဲသိကုတဲ့လူတွေလည်းပဲလေလူနာရောက်လာရောက်လာတဲ့ညတက်ပြီးတော့ခုလိုရတာမရပါဘူးခင်ဗျာဟာလောကကိုနိုင်မနိုင်အကူမရှိတဲ့ပစ္စည်းအာသေးအာနိုင်ငံနဲ့တတ်တတ်ပြီးတဲ့ကမနိုင်ဘူးခင်တန်းကြပါတော့လို့ရမယ်ဟုတ်ပြီနော်အဲ့ဒါပါ ပညာလေးနော်အသိမသိကိုသိနေနိုင်တဲ့ပညာကြီးရမယ်တဲ့နံပါတ်3ဒိဋ္ဌိဆိုတာလုံးလာကျိုးပေါ်အာထောရလက်ခံပြီးတဲ့ပြင်လက်ခံပြီးတဲ့အချိန်ပိုင်းအပင်ပြီးအောင်ပါလို့ကိုကသတ်ဆောင်ပြရအဲ့ဒါပါလို့ဝိရိယဟုတ်ပြီနော်အိုးဒီလောက်တော့ကွာခဏကြီးလုပ်ရင်ရတာပဲဒါပေမဲ့အဲ့ဒီခဏလုပ်တဲ့အချိန်မှာအစိမ်မသိနာဖြစ်ရင်ပုံပြီးတော့ခြင်းဟာကြာသွားနိုင်တယ်အဲ့တော့ပါလို့ဝိရိယဟာဟုတ်ပြီလားနံပါတ်3ကလည်းဝိရိယက နံပါတ်၄ကဘာလဲဆိုတော့သာသအချင်းတရားဒီလိုလိုလုပ်ငန်းတွေဘာဆိုင်လို့အခုဘာလို့ကြာတန်ခါတော်တွေကိုပြင်ပြီးတော့ concept ကလည်းဆိုတာကိုဆိုင်ပုံပဲမှာအန္တရာယ်ကြီးလို့အလုပ်လိုက်အလုပ်ဌာနအဲ့ဒီအလုပ်ဌာနကြောင့်သံဃာတော်တွေကဆွဲရောက်ပြီးတော့ချင်းချင်းနဲ့ဒီမိုင်းဒေါ်လာတန်းမြေရလာပြီးတော့ထောက်ထားတဲ့အချိန်မှာကျိုးပြီးတော့ဘယ်လားလို့ဘာလို့မလို့တော့ကစောအောင်မေးတာအာဒီနာအေဟုတ်ဒီအဲ့ဒါလေးချင်းရင်နံပါတ်ဖြစ်တဲ့အတွက်ဘယ်ဘယ်ဘယ်ဘိတ်ကိုညွှန်မယ် မေတ္တာဘုဘုရားနဲ့ကြိုတင်ပြီးတော့ပြည်စင်ပြီးသားเนาะကျောင်းကလို့ပြောလဲမေတ္တာပုံမေတ္တာအဲ့တော့သာကဆိုတာသွတ်တက္ကတလေးအလုံးလုံးကိထိုကြပါဘုရားလောကကကတိကြတယ်ပုံမကတကယ်အိုတသိမ့်ပြအောင်မပါဘူးဆိုရင်လည်းလည်းဟာမပေးလို့မရဘူးကြဒီလားအခုနောက်ပိုင်းထားခဲ့ပါနောက်ကကြုံတော့လာပြီပေါ့။အော်ချောတာလည်းမဟုတ်ဘူးကြုံရင်လာပြီ။ နော်ဥပဒါသူမပေးလို့နေပါတော့လေနေဖို့ကိုကပါဖြစ်တာတော်တော်တန်ဆုံးတဲ့တဲ့လုပ်ကိုအလုပ်ဆုံးလုပ်ပေးရအခါကလေးနဲ့ဖြစ်နိုင်တာကြတော့လေမဖြစ်နိုင်တဲ့အတိအလေးပေါ့ကဲတော့ဒီမျိုးလိုမင်းတို့အားကလေးတစ္ဆာကြီးတစ္ဆာကြီးရမယ်နံပါတ်1ပညာရှိရမယ်၎င်းတော့ဒေါလဝိရိယရှိရမယ်နံပါတ်၄ စွန့်တော့နိုင်တဲ့အသံတတိစွန့်ကျဲနိုင်တဲ့အသံတတိအခုဘာကြောင့်လုပ်လဲဆိုတာတရားပြောလို့မရဘူးတော့ကဘာလို့ရှိလဲ။သတိဓာတ်လေးတွေမရှိဘူးလား။အေးသူတို့ကလည်းတိရမရောလည်းလာတာလည်းပေးရမယ်။နော်။ဘုန်းကြီးဆောက်လို့ဆရာလုပ်တယ်လို့မထင်နဲ့။နော်။အဲ့တော့သူတို့တွေကတခါတလေမင်းမကောင်းဘူးဆိုရင်ကိုယ်ကမလုပ်ရဘူး။ဟဲ့လာတာအရင်ကမလုပ်ရဘူး။ ပြင်းပြင်းပြရမယ်။ဒါမျိုးလာတာပြတာကမျိုးလို့ပြရမျိုးခုဘယ်လိုလုပ်လို့မရဘူး။ကိုယ့်ရဲ့တတိသားပြီးဆိုရင်တန်းသာသမီလို့သဘောထားပြီးတော့သွန်ကျဲတင်တာသွန်ကျဲပေးကမ်းတင်တာပေးကမ်း။အဲ့တော့ယုံကြည်သိစရာတဲ့တတိဆိုရင်ယုံကြည်ရပြီးအားရတော့သူ့ကိုကိုယ်ပြပါလို့ကြီးတော့ရမယ်။အဲ့တော့ကိုယ်လက်ပေးလို့ရတာလေ။တချို့ကအဲ့ဒီလိုမရှိတဲ့အခါကျတော့တတိကတော်တော့တော်တယ်။ကြားတော့တရားကမကတ်တော့ဘူး။ဖက်ကုန်ကြတာ။အဲ့ဒါကြီးပွားခြင်းရဲ့ ဆုံးလို့ကြောင့်အခုပဲဒါကြောင့်ဆုံးသာရသနာဆုံးကျဲနိုင်ရမယ်အဲ့ဒီအကြောင်းလေးမျိုးနဲ့ပြည့်စုံလို့ရှိရင်တဲ့ဒိဋ္ဌံယံသူမျိုးနဲ့ပြောလို့ရတယ်ဒိဋ္ဌံဝိကျုံရတော့အထက်ကျဲဦးကြမြကိုအတိဝတ်တိလုံရောက်နိုင်တယ်အဲဒါလောက်ပြည့်စုံပြီနော်ဟုတ်ပြီလားယံအောင်တော့တနည်းဝိကျုံရတဲ့အထက်ကျဲမှန်ကြအောင်မြင်ဖို့အကြောင်းပါတယ်မျိုးလေးမျိုးပြန်ပြောတာမှတစ်ပတ်ချင်း သစ္စာကြည့်ရမယ်နံပါတ်1အသိဉာဏ်ကြည့်ရမယ်နံပါတ်3ဝိရိယကြည့်ရမယ်နံပါတ်4စွန့်ကဲပေးကံသွတ်လို့နိုင်တဲ့အသံတတိလည်းကြည့်ရမယ်အဲ့ဒီ၄ပါးနဲ့ပြည့်စုံတယ်ဆိုရင်ယခုပိစုံကံဘဝနောတံတရာဘဝလို့ခေါ်တဲ့ဘဝများစွာမှာအောင်မြင်ခြင်းနဲ့ရရှိနိုင်တဲ့အဲ့တော့အရှင်ဘုရားဒီလောက်လေးပဲလားဆိုတော့ဟောဖို့ဒီတရားလေးပါနဲ့ပြည့်စုံအောင်နေပါမယ်ဆိုရင်ယံသူဆိုတဲ့တို့ယင်ထဲမှာရှိတဲ့ လောဘဒေါသမောဟမာနအပြင်းညာလို့ဆိုတာကချောင်ပင်းလို့ရတယ်။ဒီနေ့ကလောဘဒေါသယံသူကချောင်ပင်းလို့ရတာ။ဒီကူညာရင်ညာတယ်ပို့ပြီးတော့ဘာဖြစ်မှာ။ဉာဏ်ညာနဲ့ဒုက္ခတွင်းနဲ့ဒါကြောင့်ဉာဏ်အောင်ကြောင့်ခက်ခဲမှုညာအောင်မြင်ကြောင့်တရားလေးကနှတ်သားပြီးတော့ကျင့်ကျင့်ပွားပြီးတော့ယခုပစ္စုပန်ဘဝနံသန္တရာဘဝကိုသွားတော့ဘဝသန္တရာမှာအောင်မြင်မှုတွေရအောင် အတွင်းဉာဏ်ဖြစ်တဲ့ကိလေသာများရဲ့ဉာဏ်ဉာဏ်ဟူသည်များအောင်မြင်နိုင်အောင်ကြိုးစားအထောက်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေကုန်သတည်းတတိတော်တို့သည်ဆိုင်ဖွယ်ပွဲကျွတ်လောက်ရာ อเคนกานัอันเดรเอปาฮิวเยเยันดาตุกะยาบาเจเจอโจมาอเชบยารุกาโมเมียลาสวาโตสวาเคเบวยบอเดนโดโกสักกะลูดัมจีเลกรณโก Tombane Nawa Dilago Saudi Yue Andere Kinjau Peritiara Rogo Nayu Bagoi Yuki Tawacho Ekwe Ilono Jagoma Kopo Kapal povo da mão. Fica bem.

如来不加百功劳，大智大。